အခုဒီနေ့ပြောတဲ့ခေါင်းစဉ်လေးကเนาะလူတိုင်းလူတိုင်းပေါ့เนาะအဲဟိုဒီလူတိုင်းလူတိုင်းသိတဲ့တဲ့အချက်ပေါ့เนาะဘာလဲဆိုတော့ကိုယ်ဆောင်နဲ့တူရဲ့ဆောက်ရှောက်ခံရခြင်းအကြောင်းဆိုတာအဲ့တော့ဆရာမတို့တွေဖျားရှက်ကိုတဲ့အချိန်เนาะဟိုကောင်းမှုကုသိုလ်တွေပြုပြီးတဲ့အချိန်ဆရာမတို့အမျှဝေးတဲ့အခါမှာเนาะကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့လမ်းဆောင်နဲ့ဆိုပြီးတော့เนาะအမျှဝေးကြတယ်အမျှဝေးတဲ့နေရာမှာလည်းပဲကိုနဲ့အနီးဆုံးဖြစ်တဲ့ကိုဆောင်နဲ့ကနေစပြီးတော့ နော်အမျှော်ဝေးတယ်မြတ်တာပို့တယ်ပေါ့အဲ့တော့ကိုဆောင်နဲ့ကိုဆောင်နဲ့လို့ပြောနေတဲ့နေရာမှာကိုဆောင်နဲ့ဆိုတာဘာလဲကိုဆောင်နဲ့ရဆောက်ရှောက်ချင်းကိုဘလို့လူတွေကကိုဆောင်နဲ့ရဆောက်ရှောက်ချင်းကိုခံရတာလေပေါ့နော်အဲ့တော့ကိုဆောင်နဲ့ဆိုတာဟာဘလို့နေထားလဲဒါလေးကိုဆရာမကနော်ဒီဆရာတော်ကြီးတွေရေးသားထားတဲ့စာပေတွေကိုဖတ်ပြီးတော့ဆရာတော်ကြီးတွေဟောကြားတဲ့တရားတော်တွေကို နားကြားပြီးတော့အဲ့ဒီတဲက နော်ဟိုအနှစ်ချုပ်ကလေးတွေဆီမှာထုတ်ထားပါတယ်ထုတ်ပြီးတော့အဲ့ဒီအနှစ်ချုပ်ကလေးတွေပြန်ပြီးတော့အခု sharing လုပ်ပြီးညှဝေပေးတာဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဆီမှာစပြောပြီနော်ကိုဆောင်နဲ့ကိုဆောင်နဲ့ဆိုတာဟာတကယ်တော့ပြောရရင်လူတွေကကိုဆောင်နဲ့ဆိုတာတကယ်ရှိသလားမြင်မှမမြင်ရတာလို့ဆိုရယ်ဟုတ်တယ်ကိုဆောင်နဲ့ဟာမြင်ရဖို့မဖြစ်နိုင်ပါဘူးနော်ဘာလို့လဲဆိုတော့အဲ့ဒီကိုဆောင်နဲ့ဆိုတာဟာဆီမှာတို့ဒီတက်တော်ဆောင်နေကိုရန်တော်တွေလို့ကိုနဲ့မကွာဘေးနားမှာကပ်ပြီးဒီလိုလိုက်နေတာမဟုတ်ဘူးနော် ပြောပြမယ်ကိုဆောင်နတ်ဆိုတာဆီမတို့တွေအဲဒီဖះရှိဖို့တဲ့အချိန်မှာနတ်ပင်တယ်ပေါ့နော်နတ်ပင်တဲ့အချိန်မှာဆီမတို့ပြောတယ်ကောင်းကင်နဲ့တီးသောနံမင်းအပေါင်းကိုလည်းဖိတ်ကြပါ၏နော်မြေ၌တီးသောနံမင်းအပေါင်းကိုလည်းဖိတ်ကြပါ၏လို့ဆိုရဲနေရမှာမြေ၌တီးသောနံမင်းအပေါင်းနဲ့နတ်အပေါင်းတို့တဲမှာအဲ့ဒါကိုဆောင်နတ်တွေပါပြီးသားဆီမတို့ကတော့ထပ်ပြီးတော့အသေးစိတ်ပြီးကိုဆောင်နတ်လို့ထပ်ပြောလိုက်တာပေါ့နော်ဟုတ်အဲ့တော့အဲ့ဒီတဲကမှာ အဲ့ဒီမှာတည်သောနာမည်အပေါင်းတွေကဘာတွေလဲဆိုတော့ဘုံကစိုးရုပ်ကစိုးအာတာကစိုးเนาะအဲ့ဒီလိုပုံကိုယ်တွေပါအဲ့တော့အဲ့လိုပုံကိုယ်တွေဒဲကပဲเนาะကိုဆောင်နဲ့အဖြစ်နဲ့ဆောင်းလျှောက်တယ်ခုနကပြောသလိုပဲကိုဆောင်နဲ့တည်ဟာကိုဘေးမှာကတ်ပြီးတော့เนาะခုနကဟိုတက်တော်ဆောင်လို့ကိုရံတော်တို့လို့เนาะတခါလေမျက်ချင်မပြတ်ကိုဘေးမှာကတ်ပြီးလိုက်ပြီးဆောင်းလျှောက်ပေးနေတာမျိုးမဟုတ်ပဲကိုရဲ့စိတ်တဏ္ဍာမှာဖြစ်ပေါ်လာမဲ့မကောင်းတဲ့အကြောင်းအချင်းရာတွေကိုတားဆီးပေးနိုင်တဲ့ဖို့တကူကြည့်တဲ့ကိုဆောင်နဲ့တွေ့ရှိတယ်လို့ နော်ကိုယ့်ရဲ့မူလဖုံးကံအင်အားနှဲပါရင်လေဖုံးကံအင်အားနှဲပါတဲ့ကိုယ်ဆောင်လက်ရှိတယ်ဒါကဘာလဲဆိုတော့မိဒီဒီဆရာမတို့တွေနေတဲ့ဒီတဘာဝတရားကြီးပေါ့နော်နေလိုက်တည်တော့နတ်နေအပေါင်းလို့ပြောတဲ့အတွက်တော်တောင်ရေမြေနော်အဲ့ဒီအင်အားအဆက်ရှိတဲ့နေရာတွေအားလုံးမှာဆိုင်ရာဆိုင်ရာသူ့အဆောင်အလျှောက်တွေနတ်တွေရှိတယ်အဲ့ဒီအဆောင်အလျှောက်တွေနတ်တွေကပဲသူ့ရဲ့ကမဇိတိနဲ့ဥမာနိစ္စရာနိစ္စရာအခြေအနေနဲ့ဆောင်းလျှောက်ကြတယ် ဥပမာဆိုကြပါစို့နော်ဆရာမကဒီမှာနေနေတယ်ဒီပဝန်းကျင်မှာရှိနေတဲ့နှက်တွေကကိုယ်အဆောင်လျှောက်တယ်အဲ့ဒီဒီမှာရှိနေတဲ့နှက်တွေကလည်းသူ့အဆင့်အမျိုးမျိုးရှိတယ်တကော80ဘတ်နေတဲ့နှက်တွေရှိတယ်တကော80ဘတ်မြင့်တဲ့နှက်တွေဖြစ်တယ်ရှိတယ်အဲ့တော့မိမိကဖုံးတကောရှိနေလားဖုံးတကောလို့ပြောတဲ့နေရာမှာလေဆရာမအဲ့ဒါကြီးပဲဖုံးတကောဆိုတာလည်းရှင်းပြချင်ပါတယ်နော်လူတွေကဖုံးတကောလို့ပြောတော့မျက်လုံးထဲမှာဗာမြင်လဲဆိုတော့ဆရာတော်တမတော်ကြီးတွေယသိတွေယဟန်းတွေကိုမြင်တယ်မှန်ပါတယ် ဆရာတော်တမတော်ကြီးတွေရတဲ့ယဟန်းတွေကိုလည်းပဲမြင်ထိုက်ပါတယ်ဒါပေမဲ့လူပုဂ္ဂိုလ်တွေမှာလည်းပဲဖုံးတကူမြင့်တဲ့ပုဂ္ဂိုလ်ကြီးရှိပါတယ်ဘလို့ပုဂ္ဂိုလ်တွေလဲနံပါတ်၁ကတော့သီလစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေပါနော်သီလစင်ကြယ်တယ်လို့ပြောတဲ့နေရာမှာဆရာမဒါလေးလည်းထည့်ပြီးပြောချင်ပါတယ်ဆရာမတို့ဒီအဲဗုဒ္ဓဘာသာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့ဆောင်ထိုင်ရတော့သီလဆိုပြီး၅ပါးသီလပေးခဲ့နော်သူတို့ဘာတက်ကိုမတက်ရဘူးသူတို့မပစ္စည်းမခိုးရဘူးသူများတာမင်းရမပြစ်မှားရဘူးမလိန်ပြောရဘူးအယက်သေးစားမတောက်ရဘူးဆိုတဲ့သီလတွေ啊 စာပေနဲ့တကွာခေါင်းစဉ်တက်ပြီးတော့နော်ဖရာရှင်ကအဆုံးအမတွေကြံရစ်ခဲ့တဲ့အတွက်ငါးပါးတိလဆိုပြီးတော့ဂျမရီကအမဘန်းနေခံပြီးတော့တိလယူပြီးစောင့်ထိုက်ကြတာတကယ်တော့အဲ့ဒီငါးပါးတိလဆိုရဲအရာဟာဗုဒ္ဓဘာသာမှမဟုတ်ဘူးငါးပါးတိလဆိုပြီးတော့ပါဏတိပါတာဝေရမိသိက္ခာပဒံတမာရိယာမိလို့ဆိုမှမဟုတ်ဘူးသူတို့ကအသက်ကိုမသက်ပဲစောင့်ထိုင်းနေတော်သူသည်ဗုဒ္ဓဘာသာမဟုတ်လဲနော်အခြားသောဘာသာဝင်တွေဖြစ်နေလဲ သူသည်အဲ့ဒီသီလလုံးချုံနေတဲ့သူပဲသူများပစ္စည်းကိုခိုးဝှက်ခြင်းမရှိတဲ့သူဟာလေဘုရားဘာသာမှမဟုတ်ဘူးအဲ့ဒီသီလဆင်ကျယ်နေတဲ့သူပဲအဲ့ဆိုလိုချင်တာကသီလဆိုဒီမှာဖះရှင်ကပါဠိလိုရွတ်ဆရာတော်တမတော်တွေကအတိတ်ပြန်ဆိုးပြီးတော့ဆုံးမထားလို့ဩငါဘာသီလဒီငါတို့ဘုရားဘာသာရဲ့သီလစောက်ထင်းခြင်းပါလားလို့ဆိုပေမဲ့အဲ့ဒီအကြောင်းအရာ၅ခုသုံးသည်လူသားတိုင်းဆောင်ရွက်နိုင်တဲ့အရာဖြစ်တယ်ဖះရှင်ကလက်အုပ်ချပြီးအမဘန်းနေပါလို့ မဆိုတဲ့ဘာသာကြားတွေလဲအဲ့ဒီငါးခုစလုံးကိုစောင့်ထိန်နေတဲ့ပုံစံတွေဟာတိလားလုံခြုံတဲ့သူတွေပဲဖြစ်တယ်။အဲဆက်ပြောမယ်။ပြောချင်တာကဖုံးကံမြင့်တဲ့လူတွေဆိုတာအဲ့ဒီတိလားကိုစောင့်ထိန်ထားနိုင်သောလူအဲ့ဒီလူစောင့်ထိန်ထားနိုင်သောလူမျိုးတွေဒီဖုံးကံမြင့်တဲ့သူနော်ကိုချင်းစာတရားရှိပြီးတော့မေတ္တာဘာဝနာပွားများတယ်မေတ္တာဘာဝနာပွားတယ်ဆိုတာကလည်းဆရာမတို့မေတ္တာတုတ်ကြီးရွတ်ပြီးတော့ကျမ်းပါပါစီချမ်းသာပါစီဆိုပြီးတော့ဗဇက်ကစုံနေုံနဲ့မဟုတ်ပဲနဲ့နော် ိုချင်းစာပြရှိမယ်ကိုညင်ရိုင်းမင်းတတ်တဲ့စိတ်ရှိမယ်နော်သူတစ်ပါးကိုနိုင်လုံမင်းတဲ့ဆန္ဒမရှိပဲနဲ့နော်ကိုချင်းစာထက်တဲ့လူမျိုးရှိမယ်ဆိုရင်ဘာသာနဲ့မဆိုင်ဘူးလူတိုင်းလုံနိုင်တဲ့အရာဖြစ်တယ်အဲ့ဒီလိုလုံနိုင်တဲ့သူတည်းလဲဖုံးကန်ရှိတော်သူဖုံးကန်မြင့်တော်သူပါနော်အဲ့တော့ပို့ပြီးလင်းနဲ့လာတာကတော့ဆရာမတို့ဒီမှာနော်တရဏဂုံသုံးပါးကိုပူဇော်ဖို့အခွင့်အရေးရှိလာတယ်နော်ပူဇော်ဖို့အခွင့်အရေးရှိလာတယ်နောက်တစ်ခါဘုံတော်တွေပွားများဖို့အခွင့်အရေးရှိလာတယ်နော် နော်ဂုံတော်ဗေဒာမကောင်ဂါထာတွေမန္တန်တွေပူဇော်ဖို့အခွင့်အရေးရှိလာတယ်အဲ့တော့အဲ့ဒီလိုဖရာရဲ့ဂုံတော်တွေဂါထာတွေမန္တန်တွေပဋ္ဌာန်းတွေအဆရှိတဲ့ပူဇော်မှုတွေကိုလည်းနေ့စဉ်မပြတ်ပူဇော်ဖို့အခွင့်အရေးရှိတဲ့နော်ဆရာမတွေဗုဒ္ဓဘာသာတွေအတွေ့နော်အဲ့ဒီလိုပူဇော်မှုတွေပြုလုပ်ရင်လည်းပဲဖုံးတကူမြင့်တော်ပုဂ္ဂိုလ်တွေဖြစ်စီတယ်တဲ့နော်ဖုံးကံမြင့်တဲ့သူတွေကိုဆောက်ရှောက်တဲ့ကိုဆောင်နဲ့တကတကူကြီးတဲ့ ကိုဆောင်နှက်တွေကဆောင်ရှောက်ကြပါတယ်။ဒါဆရာတော်တွေနော်ဟောထားတဲ့တရားတော်တွေကနေဆရာမကောက်နှုတ်ပြီးတော့ပြောတာနော်။음အဲ့တော့ဆရာတော်ကြီးတွေတကယ်ကိုနော်ဆရာတော်ကြီးကတော့ဘယ်ကျမ်းကံမှာဘလို့ဆိုရဲဆိုတာလေးတွေကဆောင်နော်စာပေနဲ့တိုက်ပြီးတော့ပြောပါလိမ့်နော်ဆရာမဒါတွေတော့ထည့်မပြောတော့ဘူးပေါ့နော်။အဲ့တော့ဖုံးကန်ကြီးတဲ့ပုံကုတ်ကိုဖော့တကိုးကြီးတဲ့ကိုဆောင်နှက်ကဆောင်ရှောက်တယ်။တကိုးကြီးတဲ့ကိုဆောင်နှက်ဆောင်ရှောက်ရင်ဘာဖြစ်တယ်လဲဆိုတော့တကိုးကြီးတဲ့ကိုဆောင်နှက်က ကမစိတ်တွေစွမ်းအားသူတို့မှာမြင့်နေကမစိတ်တွေစွမ်းအားမြင့်နေတဲ့အတွက်ကိုစိတ်ထဲကိုဝင်ပြီးတော့သူတို့ကသိနိုင်နေတယ်ဥမာဆိုကြပါစို့ကိုကဖုံးကန်တော့ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့သီလလည်းစင်ကြဲတယ်နော်ခုနကပြောတဲ့အချက်ကလေးတွေအားလုံးကိုလည်းဆောင်ရွက်နေတဲ့သူဖြစ်တယ်သို့တော့လူဆိုတာဟာတည်ငကစိတ်အပြောင်းလဲကြောင်းဖြစ်တဲ့အမှားလေးတွေရှိတတ်တယ်နော်ဥပမာဆိုကြပါစို့တည်ငကဖြစ်တဲ့ညှဉ်းညူးတဲ့စိတ်ကလေးမွေးမိလိုက်တာနဲ့ ကိုကိုစောင့်ရှောက်တဲ့ကိုစောင့်နဲ့ကတကိုးကြီးသောကိုစောင့်နဲ့ဆိုရင်သူကကိုစိတ်ကိုသိတယ်ကိုစိတ်ကဖြစ်ပြီးတာနဲ့ဒုတိယသိတာကိုကိုစောင့်နဲ့ပဲကိုကသိပြီးရင်ကိုစိတ်ဖြစ်ပြီးတာနဲ့ကိုစိတ်ကိုသိတော့သူဒီကိုစောင့်နဲ့ပဲသူကသိတာနဲ့ဒီပုဂ္ဂိုလ်ဒီတားရတော့မယ်သူဒီတည်ငါဖြစ်တာနော်ဆိုတော့ဘာဖြစ်လဲဆိုတော့စိတ်ကိုပြောင်းလဲသွားအောင်ဖန်တီးစုတယ်ဒီစိတ်ဖြစ်လိုက်လို့ဒီစကားပြောလိုက်ရင်သူကဒီစကားကြောင့်အနေရဖြစ်တော့မယ်ဆိုရင်ဒီစိတ်ကိုပြောင်းလဲသွားအောင်ဖန်တီးတယ်တဲ့ ကိုဆောင်မက်ကတကိုးကြည့်တဲ့ကိုဆောင်မက်ကနော်အဲ့တော့ငါပြောလိုက်ရဆိုတော့အဲ့ဒီစကားကပြောလိုက်ပြီးရင်စကားကကျွန်သွားပြီးရင်ပြန်ထုတ်လို့မရတော့ဒါပေမဲ့အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့သူ့စိတ်ကိုဆိုတရိထားလိုက်နိုင်တရိထားလိုက်နိုင်လို့ဆိုတော့နှစ်ချက်ရှိတယ်သူ့ဟာသူတရိရှိလို့ချစ်နိုင်တယ်လို့မိမိတိဖုံးကန်ရှိလို့မိမိဘေးမှာရှိတဲ့ကိုဆောင်မက်ဘေးမှာဆိုတာကိုဆောင်မက်ကပြောရအောင်ကတ်ပါနေတာမဟုတ်ဘူးနော်ခုနကရှေ့ကပြောပြီးပြီကိုဆောင်မက်တိတကိုးကြည့်တဲ့ကိုဆောင်မက်ဖြစ်လို့ကိုစိတ်ကိုသိတဲ့အတွက်ချက်ချင်းစိတ်ကိုပြောင်းလဲပေးလိုက်တာမျိုးလည်းရှိတယ်ဒါကြောင့်သူကပြောတော့ပါဘူး ။အော်တောက်လဲနေရော။တော်သေးတာပေါ့။ငါမပြောမိလို့ပြောမိလိုက်ရင်ဒီလူနဲ့ငါနဲ့မိတ်ပြတ်သွားမယ်။ခုနကငါထင်တဲ့ဟာမှားသွားတယ်ကြည်စမ်း။အော်။နော်မပြောသင့်တာကိုပြောဖို့လှုပ်လိုက်တဲ့အချိန်မျိုးမလှုပ်သင့်တာကိုလှုပ်ဖို့ရွယ်လိုက်တဲ့အချိန်မျိုးတွေမှာအဲ့ဒီခါမှာမိမိဒီဖုံးကံမြင့်တဲ့ပုံကိုဖြစ်နေ။ကိုအန်ဒီကိုအမားဖြစ်တော့မယ်ဆိုရင်အဲ့ဒီစိတ်ကိုပြောင်းလဲအောင်ကိုစောင်းမက်ကစောင့်ရှောက်ပေးတယ်။အဲ့ဒါကဖုံးကံမြင့်တဲ့ပုံကို။အဲ့ဆက်မကြောပေးနေနော်။ဖုံးကံမြင့်တဲ့ပုံကိုလေဆိုတာဘယ်လိုပုံကိုလဲဆိုတာ။ဟုတ်ပြီ။အဲ့တော့ ပြီဖုံးကန်နိုင်တဲ့ပုံကိုရောဘယ်လိုနဲ့တရားဆောင်ချောက်လဲဆိုဖုံးကန်နိုင်တဲ့ပုံကိုကိုနော်ကံမွဲအဲဖုံးဖုံးကန်နိုင်တဲ့ပုံကိုကိုကံအရှိန်အဝါတကိုးအရှိန်အဝါနဲတဲ့မှိန်နဲ့ကိုစောင့်နေတရားဆောင်ချောက်တယ်နတ်တိမ်မှာလည်းအမျိုးမျိုးရှိတယ်နော်လူတွေလိုပဲလူချမ်းသာလူဆင်းရဲရှိတယ်လို့နတ်ချမ်းသာနတ်ဆင်းရဲရှိတယ်ဖုံးကန်ကြီးတဲ့နတ်ရှိတယ်လို့ဖုံးကန်နိုင်တဲ့နတ်လည်းရှိတယ်တဲ့နော်အခုဆီယမ်မပြောပြီနော်ဆီယမ်မတို့တွေကိုစောင့်ချောက်တဲ့ကိုစောင့်နတ်ဆိုတာဆီယမ်မတို့တွေ နတ်ပင်တဲ့အချိန်အမြောက်ဝေးတဲ့အချိန်ကောင်းကင်ရင်တည်သောနတ်အပေါင်းတို့အား၎င်းမြေ၌တည်သောနတ်အပေါင်းတို့အား၎င်းလို့ပြောတဲ့တဲကမြေ၌တည်သောနတ်အပေါင်းထဲမှာပါဝင်နေအဲ့တော့ကိုဆောင်နဲ့ဆိုတာတေချာဆွဲထုတ်လိုက်တာပဲဖြစ်တယ်သို့တော်လည်းပဲဘယ်သူတွေလဲဆိုတော့ဘုံကစိုးယုတ်ကစိုးအာသာကစိုးနော်အဲ့ဒါလိုပုံကုတ်ဒီကပဲဆောက်ရှောက်သွားတတ်တာအဲ့တော့ဟုတ်ပြီခုနကဖုံးကန်နေတဲ့ပုံကုတ်ဒီဖုံးကန်နေတဲ့ပုံကုတ်ဒီကိုဆောက်ရှောက်တဲ့တကိုးနှိမ့်နဲ့အဆောင်အလျှောက်တွေဟာသူတို့အမှားလုပ်တော့မယ်ဆိုရင်ချက်ချင်းမသိပဲနဲ့ချက်ချင်းမထိမ့်ဘူး မထိန်နိုင်ဘူးတဲ့အဲ့ဒီအပြင်မှာသူတို့ကပါအယောင်ပြောင်းနေသူတို့ကပါအယောင်ပြောင်းနေတဲ့နော်ဖုန်းကနေနေတဲ့ပုံကိုတွေဟာဥမာဆဲလိုက်ဆိုးလိုက်မယ်ဒေါသတွေဖြစ်လိုက်မယ်ဆိုရင်အဲ့ဒီဖုန်းကနေနေပုံကိုတွေပြုတ်တဲ့ဒေါသဖြစ်ချင်းဆဲဆိုးချင်းကြမ်းတမ်းချင်းဆိုတဲ့အယောင်မျိုးအဲ့ဒီသူ့ကိုစောင့်ရှောက်တယ်ဆိုတဲ့တကိုးနေတဲ့တကိုးနေတဲ့နတ်တွေကအဲ့ဒီအယောင်တိုင်းပြောင်းသွားတယ်တဲ့ကျအဲ့တော့အဲ့ဒီဖုန်းကနေပါလေဆိုတဲ့ပုံကိုတွေကဖုန်းကနေတယ်ဆိုပေမဲ့ အတိတ်တရားတွေရပြီးတော့မဖြစ်ဘူးငါတိလဆင်ကြအောင်ထိန်းတော့မယ်ငါဂုဏ်တော်တွေပွားတော့မယ်ငါလူတွေကိုမြေတားထားတော့မယ်သူများကိုအနိုင်ကျင့်တဲ့အလုပ်တွေငါမလုပ်တော့ဘူးကူညီတော့မယ်ဆောင်းရှောက်တော့မယ်တွေးမွေးတော့မယ်ဆက်သက်ခင်ပါနော်ဒီနေ့နှလုံးထဲမှာဖြူစင်တဲ့စိတ်ကြောင်းလဲလာပြီဆိုရင်နဲ့အဲ့ဒီတကောနိုင်တဲ့ပုံကိုတကောမွဲတဲ့ပုံဟိုကိုဆောင်နဲ့ပေါ့နော်အဲ့ဒီကိုဆောင်နဲ့တရားလေတဲ့သူ့ရဲ့စိတ်အတိုင်းတဖြည်းဖြည်းပြောင်းလဲလာတယ်တဲ့ပြောချင်တာကလေအယောင်ပြောင်းနေတဲ့အဲ့ဒီကိုဆောင်နဲ့တရားမဒါဖုံးကန်နိုင်တဲ့ပုံကိုဆောင်းလျှောက်တဲ့ ော်တကိုးမွေးတဲ့ပုံကိုယ်ကြီးသူကကမစိတ်တိလည်းနဲတယ်ကမစိတ်တိမြင့်တဲ့နော်တကိုးကြီးတဲ့ကမစိတ်တိမြင့်တဲ့ကိုဆောင်နဲ့တိကြတော့စိတ်ထဲကနေအတိတ်ခံအတိတ်ခံပြီးတက်စာပြုတ်လိုက်တော့ကိုအခက်ခဲရှိနေပြီလူကြားထဲမှာလည်းကိုကပါဇက်နဲ့ထုတ်ပြီးတော့ပချွတ်ပချွတ်ပြောလို့ရမဖြစ်ဘူးအဲ့တော့တခါတဲ့စိတ်ကကြီးစိုးပြီးတော့တက်စာပြုတ်လိုက်တယ်တက်စာဆိုတာပေါ့နော်စိတ်ထဲကပဲတက်စာဆိုလိုက်အာဤစကားတိမှန်ကန်ပါ၏အေတေနာတစ္ဆာဝိစိနာဤတစ္ဆာစကားမှန်ကန်ပြီဖြစ်ပါ၏ဇာကပြောတာမဟုတ်ဘူးနော်စိတ်ကမင်းဖြစ်ပါ၏ဤအခက်ခဲတခုပြောနေတဲ့စကားတွေတဲမှာ နော်အခက်အခဲမရှိလွတ်မြောက်ရပါစေအောင်မြင်ရပါစေတို့ကိုယ်ကိုယုံကြည်ရပါစေစသဖြင့်ပေါ့အဲ့ဒီလိုစိတ်ကနေပြီးတော့တစ္ဆာဆိုပြီးဆုတောင်းတာပေါ့ဖုံးကံမြင့်တဲ့ပုဂ္ဂိုလ်ဆိုရင်နဲ့တို့ကိုစောင့်ရှောက်တဲ့တကိုးကြီးတဲ့ကိုစောင့်နဲ့တွေပါသိတယ်တဲ့စိတ်แท้ကိုဝင်ပြီးသိတယ်နော်သိတဲ့အတွက်စိတ်ကနေရည်စိုးပြီးတစ္ဆာဆိုတာတော့ကိုကြီးစောင့်ရှောက်နိုင်တယ်ဒါပေမဲ့ခုနကဖုံးကံနဲတဲ့ပုဂ္ဂိုလ်တွေကိုစောင့်ရှောက်တဲ့တကိုးမွဲတဲ့ကမစိတ်ကြီးနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့စိတ်แท้ကပြောရုံနဲ့တို့မသိဆယ်မဟုတ်တလုံးကပြောဘူးတယ်လေ နက်ပင်လာတော့မှပဲအဲဒီဒီဘယ်လိုခေါ်မလဲတိုးတိုးလေးမပင်နဲ့တင့်တင့်နဲ့အတန်ထွက်ပြီးပင့်အမြောက်ဝေးတာလေတင့်တင့်နဲ့အတန်ထွက်ပြီးတော့အမြောက်ဝေးတချို့ကစိတ်ထဲကပြောုံနဲ့မသိနိုင်တဲ့နှက်တွေရှိတယ်အဆောင်ရှောက်တွေရှိတယ်တချို့ကအတန်မထွက်ပင်နဲ့လည်းစိတ်ထဲကပြောုံနဲ့သိတယ်နှက်တွေရှိတယ်အဲဒါကြောင့်ဒီသဘောပဲနော်အဲ့တော့အဲ့လိုပုံကိုရှိတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီနှမျိုးပဲလားဆိုတော့မဟုတ်ဘူးသူကဒီဖုံးကန်မြင့်တဲ့ပုံကိုဒီမှာဆောင်ရှောက်တဲ့ကိုဆောင်နှက်တွေရှိတယ် ဖုံးကန်နိုင်တဲ့ပုံကိုယ်တွေမှာစောင့်ရှောက်တဲ့ကိုဆောင်နိုင်တယ်ရှိ ဟုတ်ပြီဆရာမကြီးဒါဆိုရင်လူတိုင်းလူတိုင်းမှာကိုဆောင်နိုင်ရှိနေတာလားဟုတ်တယ်လို့ပြောလဲပြောလို့ရတယ်မဟုတ်ဘူးလို့ပြောလို့လည်းပြောလို့ရတယ်ပြောပြမှာဘာကြောင့်လဲဆိုတော့ဟုတ်တယ်ဆိုတာကကိုရှိနေတဲ့အချိန်မှာအိမ်ဆောင်နဲ့ဆိုရင်အိမ်ကိုမှီပြီးဖြစ်တော့နဲ့ဒီအိမ်ဆောင်နဲ့တစ်ပင်ကိုမှီပြီးဖြစ်ရင်ရုပ်ကစိုးဟုတ်တယ်နော်မြေကိုမှီပြီးဖြစ်တဲ့နဲ့ဒီဘုံကစိုးစသဖြင့် ကောင်းငင်ကိုမှီပြီးဖြစ်ရင်အာအာသာကစိုးအဲ့လိုသတ်မှတ်ကြအဲ့တော့လူကိုမှီပြီးဖြစ်ရင်ကိုစောင်းနဲ့လို့သတ်မှတ်ဒါပေမဲ့အခုဆရာမထားပါတော့တဏျာကိုရောက်သွားတယ်ဇေယျကြီးတဲ့ကိုရောက်သွားတယ်နော်လူသူကင်းမဲ့ဇေယျကြီးတဲ့ကိုရောက်သွားတယ်ရောက်သွားတော့ဆရာမအဲ့ဒီလူသူကင်းမဲ့ဇေယျကြီးပေါ့ဇေယျကြီးက၆ချားဆရာကောင်းနေဒီဇေယျကြီးရောအဲ့ဇေယျကြီးမှာဆောင်းဆောင်ရှိနေပြီနော်ဆောင်းဆောင်ရှိနေပြီအဲ့ဒီဆောင်းဆောင်ကနေ့စဉ်ညစ်ခဏထားရှိနေပြီရဲ့ဆရာမကသွားတယ် ကျမချမ်းသာကြပါစေဘေးကင်းကြပါစေရန်ရှင်းကြပါစေအမေရဲ့ကင်းကြပါစေကျွန်တော်ပြုတော့ကုသိုလ်များအားလုံးအမျှပေးပေးပါရယ်အားလုံးအမျှမျှမျှဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကယေရှုတွေတင်ပြီးတာတို့တွေခေါ်ပြီးယေရှုတွေနဲ့တင်ရင်သူကကိုယ့်ကိုယ်ကိုအဲ့ဒီဇယက်မှာရှိနေတဲ့အချိန်ကာလပတ်လုံးဘေးမတည်ရန်မခောက်သူကဆောက်ရှောက်ပေးတယ်အဲ့ဒီအချိန်ကကိုယ့်ရဲ့ကိုယ်ဆောင်လိုက်တာသူပဲအဲ့ဒီဇယက်ကိုစောင့်နေတဲ့အဆောက်ဟာအဲ့ဒီအချိန်ကကိုယ့်ရဲ့ကိုယ်ဆောင်လိုက်တာသူပဲအဲ့ဒါဆိုရင်သဘောပေါက်ပြီနော်အဲ့တော့ဆရာမအခုဒီဟိုတယ်ရောက်နေတယ် ကျွန်မဟိုတယ်ရောက်တာနဲ့ဒီဟိုတယ်မှာရှိနေတဲ့ပုံပုံတွေအကုန်လုံးကိုမြေတောက်ပို့လိုက်တယ်။နော်မိမိပြွေကုသိုလ်တွေကိုအမြတ်ပေးဝေးတယ်။ဟောသူတို့သိပြီသူတို့ကြားပြီဆိုရင်အဒီတိုင်းနေရင်တော့ဘာမှမထူကြဘူးလေ။အကြောင်းတစုံတရာကို့မှာဖြစ်လာတော့မယ်ဆိုရင်သူရဲ့အဆောင်အရှောင်းပါလာတော့မှာပေါ့။အဲဒီသဘောကိုပြောချင်တာနော်။အဆောင်အရှောင်းဆိုတာ။အဲ့တော့ကိုဆောင်နဲ့ဆိုတာအမဒီဖုံးကန်နေတဲ့သူတွေမှာရှိတယ်လို့ဖုံးကန်နေတဲ့သူတွေမှာလည်းရှိတယ်။ဒါပေမဲ့လူလူစီမှာလိုက်ပြီးတော့ကတ်ပါနေတဲ့ ခုနဆ iam မပြောရနော်တတ်တော်ဆောင်လို့ကိုရံတော်လို့လိုက်နေတာမဟုတ်ဘူးဆ iam မဟော်တယ်သွားရင်ဟော်တယ်ကအဆောင်လျှောက်ပေးပြီဆ iam မရဲ့မြေတောင်ကိုသူရပြီဆိုရင်ဆ iam မလိုအပ်ချက်ရှိလာရင်သူဆောင်လျှောက်ပေးအဆ iam မကိုဆောင်မယ်အဲ့လိုဖြစ်သွားတယ်အဲ့တော့ဆ iam မရဲ့အဲ့လိုဆိုရင်မရှိတဲ့နေရာဆိုရင်ရှိတယ်နေရာတိုင်းမှာကိုရှိမြေကြီးရှိနေမှာတော့ဆ iam မ rebel သွားမယ်လေထဲမှာသွားရင်လည်းသူကသူဆိုင်တဲ့နေတ္တိရှိတယ်။မြေမှာသွားရင်လည်းမြေကိုပိုင်တဲ့မြေဆောင်နေတ္တိရှိ။သူ့ area နဲ့သူ့အဆောင်လျှောက်ပြီးအကုန်ရှိပြီးသား။ 哎，他们能钓啥不？嘿 <laughs>，哎，我们抓鱼了，大打抓鱼了。哎呀，你捡的，你捡的，你捡的出来不好了。哎呀，上校比捡的，哎呀，上校比看，哥哥出去呢，哥哥偷看没背影。哎，你呀，过段你捡那么好多？哎，你呀，上校的呀，哥哥捡路音，哥哥偷看背影。哎，你呀，过段你捡的什么？喏，提的包呢？哎喽，哎喽，我录片来说啊，上校熟了你呀吗？ ကိုကဖုံးကမြင့်နေပြီမြင့်တဲ့ပုံကိုဖြစ်နေပြီကိုရှိမှလည်းတကိုးကြီးတဲ့ပုံကိုလေးအဆောင်ရှောက်ရှိဒါပေမဲ့ခုနကနိုင်ငံပုံကိုကအတိတ်တရားရပြီးတော့တီလာတွေလုံးကြုံလာတယ်နော်ကောင်းမှုကိုယ်တော်တွေပြုတ်လာတယ်တဖြည်းဖြည်းနဲ့သူ့စိတ်တွေနုညံ့သိမ်မွေ့လာတယ်သူတော်ကောင်းစိတ်တွေဝင်လာတယ်ဆိုရင်အဲ့ဒီနိုင်ငံပုံကိုကလည်းပဲအလိုလိုအယောင်ပြောင်းလာတယ်လို့ဆရာမပြောတယ်နော်အဲ့ဒီလိုပဲဖုံးကံမြင့်နေဆိုရဲပုံကိုကြီးဟာအရှင်ရတော့လို့ပြီးတော့နောက်တဖြည်းဖြည်းနဲ့ချစ်တက်တာလေးပြောပြမယ်နော်စီပွားရေးတိတ်ချက်ချုံလာတဲ့အခါကျတော့ စီးပွားရေးပေါ်မှာဇောရိကတ်ဇောရိကတ်လာတော့လောဘကြီးဖြစ်လာတယ်ဟမ်ဘာကြီးဖြစ်လာတဲ့နောက်မှာဘာကြီးပါလာမလဲဆိုတော့ဟာငါဟာလုတ်သွားပြီကွာဟာဒီကောင်တော့ကွာဘလို့ကွာဒီလိုကွာနဲ့သွားရင်းနဲ့ကိုရဲ့ပြုတ်နေကြနော်အစိမ့်ကံနေမေ့လာတယ်ပြီးတော့ဒီကောင်ငါ့ကိုဖြတ်ခုတ်သွားတာပဲဒီကောင်ကဒီကောင်မရအောင်ဒီကောင်ကိုငါပြန်လုပ်ပါမယ်ဘာဖြစ်လာလဲစီးပွားရေးကနေလောဘလောဘကနေဒေါသကြီးပါလာမယ်တဖြည်းဖြည်းနဲ့အဲ့ဟာအချိန်ကြာလာတာနဲ့အမြတ်သူ့ရဲ့ဖုံးကံကြီးကမှိန်လာတယ် 俺弄，想买点股票没？泡干面你的嘞，是不？不搞话哩。他小鸡都要帮我弄嘛，泡干面哪样嘛好弄。泡干面的是吧？都得的泡干鲜哦，鸭、鹅、上院里的都泡干面的。哎，而都爱也鲜哦。忒么他那的泡干嫩多嘞，俺那老泡干嫩多，咋的呢？古那个都嘛鲜的嘞，都不要伢嘛送小的嘞，是不？泡干面的不搞点，都拿我们腊肉，太多了，太多了。 အဲ့ဒီ logo ရှိတယ်နော်အဲ့တော့ဖတ်သွားတယ်ဆိုတော့သူ့ဖုန်းကန် level ဘယ်လောက်ရှိလဲအဲ့ဒီ level နဲ့ညီတဲ့ပုံကူကပဲသူ့ကိုကူညီနိုင်တော့တယ်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကန်ရဲ့အထောက်အပံ့ကိုနော်ကန်ရဲ့အထောက်အပံ့ကိုနောက်ကနေကူညီပေးမဲ့ပုံကူအားနေသွားတယ်ချက်မှပြောချင်တာမိမိမှာမူလတန်တရာကြီးမှာနော်ရှင်လျားတဲ့တန်တရာကြီးမှာမိမိတို့လုတ်ခဲ့တာကောင်းမှုတစ်ခုလည်းမဖြစ်နိုင်ဘူးလေမကောင်းမှုတွေလည်းအများကြီးအကုသိုလ်တွေလည်းအများကြီးနော်ကုသိုလ်တွေလည်းအများကြီးလုတ်ခဲ့မယ်ဒါမှမဟုတ်ဆရာမတွေးကြည့်ပါလေ ်နော်လူတွေကတော့ခါတွေဒုက္ခတွေများပါတယ်နော်ဒါကြောင့်မလို့ဟိုကောင်းမှုကုသိုလ်နဲ့အာဟုတုံနဲ့ရှင်ကြည့်ရင်ဆရာမတို့တွေအာဟုတုံကတော့အလေးတားမလားမသိဘူးเนาะအဲ့တော့ဘာပဲပြောပြောအာဟုတုံရောကုတုံရောကသူကအခွင့်အရေးအမြဲဆောင်နေတယ်အချိုးပေးဖို့ဘယ်အချိန်မှလဲအခုပြစ်ဆုံးပံမှာအချိုးပေးဖို့ဆောင်အဲ့ဒီဆောင်နေတဲ့ကုတုံအာဟုတုံကိုမိမိကဘာနဲ့တကားဖွင့်ရမလဲမိမိဒီအာဟုတုံအရှိန်အဝါများနေပြီဆိုရင်ဆရာမပြောဘူးတယ်เนาะကုတုံတကား 被我比了，阿古多在干不稳。哎喽，就被我上阿古多稳落来的。表演，哎喽，阿古多在嘎不稳，手格来干，你密码上你的，先一面咯，过上那多的，拖垮多比。哎喽，哪里了？哎喽，先把法表演啊！哎喽，标我姐哪个？过上那上小青年，我老都没有我上小干的岁，过上那的，跑干不，不听为，侬跑干面侬不搞那个。 တကိုးကြီးသောပို့ဆောင်နဲ့တည်းအဆောင်ရှောက်တယ်။ဖုံးကန်နှိမ့်သောပုံကိုယ်တွေကိုတော့တကိုးနှိမ့်တဲ့ပုံကိုယ်တွေပို့ဆောင်နဲ့တည်းအဆောင်ရှောက်တယ်။ဖုံးကန်မွဲသောကုသိုလ်မွဲသောနော်ကုသိုလ်မွဲသောဖုံးကန်မွဲသောပုံကိုယ်တွေကိုတော့ဘယ်နဲ့မှဆောက်ရှောက်ခြင်းမရှိဘူး။အဲ့တော့ကိုဆောင်နဲ့ဆိုတာဒီမိမိပေါ်မူတည်ပြီးတော့ဖြစ်ပေါ်လာတဲ့အရာဖြစ်တယ်။ကိုဆောင်နဲ့ဟာလူတိုင်းကိုဆောက်ရှောက်နိုင်ပေမဲ့ ကိုဆောင်နှက်တွေမနေနိုင်တဲ့ပုံကိုတွေဟာဖုံးကန်မွဲတဲ့ပုံကိုတွေမှာကိုဆောင်နှက်တွေမနေနိုင်ဘူးကိုဆောင်နှက်ဆိုတာကိုကိုမှီ၍ဖြစ်တော်လို့ပြောတဲ့အတွက်မိမိကအမျှဝေပြီးအမျှအမျှအမျှဆိုသူတို့တာလို့ခေါ်တယ်ကိုကကျမ်းမာကြပါစေချမ်းသာကြပါစေဘေးကင်းကြပါစေရန်ရှင်းကြပါစေအန္တရာယ်ကင်းကြပါစေလို့စိတ်ကအေးချမ်းနဲ့စိတ်နဲ့မြတ်တာပွင့်အဲ့ဒီမြတ်တာသူတို့ရှိရောက်ပြီးသူတို့ရင်ထဲမှာအေးချမ်းနဲ့စိတ်ကိုဖြစ်ပေါ်စေတယ် ။ဒါကြောင့်ဘာဖြစ်တာလဲဆိုတော့သူတို့ကကိုရှိကကောင်းတာတွေကရရှိနေတဲ့အတွက်သူတို့ရှိကကောင်းတာတွေနဲ့လည်းကိုယ့်ကိုပြန်ပြီးကူညီတယ်။ပြောချင်နော်။အဲ့တော့ကိုစောင်းနဲ့တည်မိမိကိုကူညီနေတယ်ဆိုတာမိမိရှိကကောင်းသောကုသိုလ်တွေကိုလည်းသူတို့မလုပ်နိုင်တဲ့အရာတွေနော်။တပါးတွေကိုပေးရတဲ့နေလှူတယ်ဆိုတာမျိုးတွေဟာနော်ဒီရုပ်ကစိုးတို့ဘုံကစိုးတို့ဟာမလုပ်နိုင်ဘူးလေ။သူတို့ကိုယ်ပဲကူညီနိုင်တာ။အဲ့တော့အဲ့ဒီကုသိုလ်တွေကိုကိုကအညပေးဝေတယ်။သူတို့တာတို့ခေါ်ခြင်းဟာမိမိနဲ့မိတ်ဆွေဖြစ်ပြီးမိမိကိုကူညီဆောင်ရှောက်တယ်။ နော်ဒါကြောင့်ဖះရှစ်ခိုးတဲ့အချိန်နော်မိမိကောင်းမှုကုသိုလ်ပြုတဲ့အချိန်ရုပ်ဖက်တရဆယ်ပူဇော်တဲ့အချိန်မှဖိတ်ကြားတဲ့နေရာမှာတမာရီဝနဲ့မျက်နှာကောင်းနဲ့အပေါင်းနှုတ်နှင့်တကွာဘုဂဇိုးယုတ်ကဇိုးအာတာကဇိုးနော်ဆင်းမတော့ဘလောက်ထိကိုဖိတ်ကြားလဲဆိုတော့လေမကျွတ်မလွတ်ကြသေးသောပုဂ္ဂိုလ်အပေါင်းနော်ဘဝအစဉ်ဆက်တော်ဆက်ခဲ့သောဆွေတော်မျိုးတော်အပေါင်းတို့အားဖိတ်ကြားပါ၏ဖိတ်ကြားလိုက်ပြီးရင်ပြန်ပြီးတော့အမျှဝင်ရင်လေအဲ့ဒီဘိုင်နင်းနဲ့တက်ပြီးတော့အမျှပို နော်အဲ့တော့ဆင်မလေးတခါကြုံဘူးလေဆင်မမသိဘူးအဲ့ဒီရက်ွက်ကိုသွားတော့ပြောရရင်တော့ဆင်မဖေပေါ့နော်တော်တော်နေမကောင်းဖြစ်တော့ညီမလေးအိမ်မှာနေတော့ညီမလေးကိုနေတဲ့ရက်ွက်ကိုသွားဖေကိုသွားပြုစုတာတက်ဆိုတော့ကွာတက်စီတခုထွက်ဝဲတာပေါ့သူတို့ရက်ွက်ကိုကွာလည်းမကျွမ်းအောင်မကျွမ်းတော့ဒီလမ်းကနီးတယ်လေအဲ့လိုပြောတော့အဲ့နီးတဲ့လမ်းမှာသွားမယ်ဆိုတော့ကွာအဲ့လမ်းသွားလိုက်အဲ့မှာဆီအမနေရာတနေရာကိုရောက်တာ ਨੇ အဲ့ဒီနေရာပုဂ္ဂိုလ်ကြီးအကုန်လုံးကိုတိုင်တဲမြေတံပို့နောက်ဆုံးဘလောက်ထိတိုင်တဲမြေတံပို့လဲဆိုတော့ ဒီမှာရှိနေတဲ့အခုဒီလမ်းကိုရှောက်နေတယ်ဒီလမ်းမှာမကြော့မလွတ်တဲ့ပုံကိုယ်တွေနော်တက်ပင်နေမှာရှိနေတဲ့ရုပ်ကစိုးတွေနော်အကုန်လုံးဆောက်ရှောက်ကြတဲ့ပုံကိုယ်တွေအကျွန်ုပ်ပြုတ်ရဲကုတော်တွေကိုအတင်တို့အမြအတင်တို့ကိုအမြဝေးပါတယ်အတင်တို့ဒါနည်းလေပဲနော်ညားတဲ့ကြောက်လို့လောက်တာမဟုတ်ဘူးအမြအမြအမြယူကြပါအားလုံးတာရုခေါ်ကြပါအတင်တို့လည်းတာရုနုမောရနာခေါ်ယူပြီးတဲ့နောက်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေကိုနေရအတက်တစ်ခုရောက်အဲ့လိုလောက်တာလောက်လိုက်ပေါ့နော်အဲ့လောက်ပြီးတော့အဲ့လိုလောက်တော့အဲ့လိုသွားဝယ်လိုက်တယ် အဲ့ဒါဝယ်လဲဝယ်ရောအဲ့ဒီဝယ်ပြီးထွက်တဲ့အချိန်တော့ဆရာမမလုံနိုင်အောင်လေကိုစောနေကိုဆိုတော့ဘာလည်းမသိပါဘူးတခုလုံးလို့သွားဝယ်တော့ဖြစ်ချင်တော့ဆရာမမသိဘူးအဲ့ဒီလမ်းမှာကွေးစိုးကြီးတွေငါးပါးမသိဘူးအဲ့ဒါနဲ့အဲ့ဒီနေ့မှာဆရာမအဲ့ဒီအိမ်မှာအိတ်မလို့လားဘလို့လဲမသိဘူးဆရာမဝှက်ထားတာဟိုအားလုံးဟိုအမျိုးသမီးတွေဆိုသိလိမ့်မယ်ခွေးတွေညစီနောက်ဆက်ရဟိုစပန့်ကာဝင်စပန့်ကာဝင်နေအဲ့တော့အစတွေကအဲ့ဒီခွေးတွေကစိုးပါလေဆိုတော့နောက်မှသိတာခွေးတွေကလည်းစိုးရတယ်ကြားတယ်ဝှက်ထားတာလည်းအဲ့လိုပေါ့ခွေးဆွဲခြင်းဆရာဖြစ်နေလားမသိပါဘူးအဲ့ဒါ ဆရာမသွားလဲသွားလိုက်တော့နောက်ကနေအဲ့ဒီငါးကောင်လုံးလိုက်လာဆရာမနောက်ဟာတဟုံးတော့လိုက်လာတော့လူတွေကသွားပြီအပေါင်းဖြစ်ပြီပို့ပဲတွတ်ထားတာအဲ့ဒီအလန်းနဲ့လူရှင်းနေတယ်ဘာမှမရှိဆိုတဲ့အခါကျတော့တိတ်နေတယ်ဆရာမလိုက်လာတော့နောက်ကတယောက်ပေါ်လိုက်တယ်ဟဲ့ခွေးလိုက်ခွေးလိုက်လာတယ်ခွေးလိုက်လာတယ်ဆိုတော့ဆရာမနောက်ကိုတစ်ချက်တဲ့ကြည့်လိုက်ပြီးတော့ဆရာမမတ်တက်ရလိုက်တယ်ချက်ပြီးတော့မြေကြီးကိုအဲ့ဒီထီးနဲ့ထောက်လိုက်ပြီးတော့ဆရာမတက်စာဆုပ်လိုက်တယ်ဆုပ်လိုက်တော့လေပြည့်ရပြည့်ဆရာမလှည့်ကြည့်အဲ့ဒီခွေးတွေအားလုံးကလေမြေကြီးမှာဝင့်နေတယ် တိလားဟိုတခင်ကနေဟင်းကဝင့်လို့ပြောတော့လို့အဲ့ဒီငါးမောင်ကဝင့်နေတယ်အဲ့နန်ဆရာမလေးဟုတ်ပြီတော့ဆရာမလည်းနည်းနည်းတော့ဟိုအရေးကိုကြည့်တာပေါ့နောက်လှည့်ပြီးတော့ဘာလာလောက်တာလဲသွားပြန်ဟိုတခင်လို့နော်သူတို့လောက်တာသွားပြန်ဟာဒါငါ့ကိုကိုက်နေလို့များလောက်တာသွားပြန်အကုန်ပြန်အကုန်လုံးကောက်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 နဲ့ပြန်သွားပါဟောလားအဲ့နန်ဆရာမသိဝင်ဆရာရှိတာသွားဝင်ဝင်ပြန်လာအဲ့လမ်းပဲပြန်လို့ရတော့မယ်ဟိုဘက်ကဆိုလည်းတော်တော်ဝေးတယ်နေပြီလို့ပြန်နေဆိုအဲ့လမ်းပြန်တော့ဒီကောင်လေးဒီကောင်မှမတွေ့ဘူးဘယ်နေဘယ်ရောက် အဲ့နဲ့အရင်ညီမလေးအိမ်ရောက်တော့ပြောပြတာပေါ့နော်ပြောပြတော့ဘာလို့လဲမသိဘူးအဲ့အိမ်သားတယောက်ကပြောဟာအဲ့ဒီလမ်းအောင်တော့အဲ့ဒီလမ်းအဲ့ဒီခွေးတွေကသွားလိုက်တိုင်းဟိုကြိုက်တန်ပဲကြရတယ်ကြိုက်ငါမလေးတော်သေးတာပေါ့တဲ့တော်တော်ဆိုးတဲ့ခွေးတွေတော့ကြိုက်ကအကြီးကျယ်ကြိုက်တဲ့ခွေးတွေခွေးကြီးတွေအကြီးကြီးတွေထွားထွားကြီးတွေအဲ့တော့ဟိုဆရာမပြောချင်တာဒါဒါတိုက်ဆိုင်လို့ပြောပြရရပါနော်ရောက်ရင်ရောက်တဲ့အရက်မှာအဲ့တော့ကိုစောင်းလင်းဆိုတာဘာလဲထပ်ပြောမယ်မိမိနဲ့ထပ်ချက်မကွာလိုက်ပြီးမိမိဘေးမှာစောင့်နေတဲ့ပုံကမဟုတ်ဘူးရောက်ရအရက်မှာ မိမိရဲ့ဖုံးကံပေါ်ကြည့်ပြီးတော့မိမိဖုံးကံနဲ့ညီတဲ့နော်ဖုံးတဖို့ရှိတဲ့ပုံပုံဒီကလိုအပ်ရင်လိုအပ်တယ်လို့စောင့်ရှောက်ပေးကြခြင်းဖြစ်တယ်အဲ့ဒါကိုစားမှတ်ပါစိတ်နဲ့သွားပြီးတော့မိမိရဲ့ဖုံးကံကိုမြင့်အောင်နေထိုင်ပြီးမိမိဖုံးကံမြင့်လာတာနဲ့အမျှမိမိကိုစောင့်ရှောက်တဲ့ပုံစံနဲ့တို့ဒီလေဖုံးတဖို့ကြီးတော့နဲ့တို့ဤစောင့်ရှောက်ခြင်းကိုရောက်ရာအရက်မှရရှိကြခြင်းဖြစ် နော်မိတ်ဆွေတို့အားလုံးအနေကင်းဘေးရှင်ပြီးကိုကျမ်းမှာစိတ်ချမ်းသာစွာနဲ့မိမိရဲ့ဘဝတလျှောက်လုံးမှန်ကန်စွာပြေတော်စင်ကျင်ဆုံးဖြတ်ပြောဆိုနိုင်ကြပြီကောင်းမွန်တဲ့အောင်မြင်မှုတွေကို လောကမှာခံစားရရှိနိုင်ကြပါစေလို့ဆရာမကအဲ့ဒီလိုမြတ်တာလေးပို့တာပြီးအဆုံးသတ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်